ြဲတို့ဘောင်ဆောင်ကားတို့ဘုန်းကားတို့အဲအဲ့လိုလူတွေတမနာဖြစ်ဖို့ကျွန်တော်ထပ်စူးစမ်းရအောင်နော်နော်နောက်ပိုင်းမှာလူငယ်ခေါင်းဆောင်တွေလူငယ်တပ်မှုတွေကိုကျွန်တော်တို့မပြောချင်ပါဘူးမိုက်ကျဲအရင်မိတ်ဆက်ပေးပါလက်ရှိအခြေအနေလေးတွေဒီတီတာယူမုံနဲ့ပတ်သက်တဲ့အခြေအနေလေးတွေဗာလေးလေးပေါ့နော်ဟိုဒီတီတာယူမုံဗာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ဒီကြားတစ်ခုကတော့တိုက်ပွဲတိုက်တိုင်းကျွန်တော်တို့သူ့ကိုရှာပေးမယ်တူတူပေါ့နော်အဲပြူစောလေးနဲ့ပဲတိုက်တိုင်းစစ်တပ်နဲ့ပဲတိုက်တိုင်းပေါ့အဲ့တော့သူဘလူကနေဘလူဖြစ်ပြီးတော့ပေါ့နော်အဲမင်းချက်ထခွင်းမှာပေါ့နော်အဲစေအုပ်စုလောကမှာပေါ့အဲစစ်ပြင်ဖြစ်နေလဲတော့မသိဘူးဒါပေမဲ့ညီတို့ကတော့အကောင်းထဲမှာမရှိပါဘူးတိုက်တဲ့ချိန်လာခဲ့လို့ရပါတယ်အခုသူတိုက် ရာဒုခရကစစ်တိုက်လို့မနိုင်တာမျိုးရဲ့စစ်ကြောင်းဌာနေလေးတွေပဲရှိပါသေးတယ်။ဒါဌာနခွဲကြီးတွေဘယ်တော့ဌာနချုပ်စခန်းကြီးတောင်မဟုတ်ပါဘူး။အတအားတော်မှဖုံးဆက်ပြီးညှိနှိုင်းရတဲ့အဆင့်ဆိုတော့ကျတော့အညီတို့နေနဲ့ကောင်းတယ်မရှိပါဘူး။ဒါအကူကြီးတို့ပါလားစဉ်းစားကြည့်လိုက်ပါလုံးနေတာတဲ့ပို့ပြီးတော့ကောင်းလို့ကြိုးစားတာမှဖြစ်ပါတယ်။တရားရုံကတော့ဆက်လာပြောကျွန်တော်ကခေါင်းလေးကိုမရှိရဗျာ။အဲ့ဒါကြတော့ပြီးစုရှိမှတနည်းအချိန်ကျတော့ကျွန်တော်ဖန်ခေါ်လာခဲ့မယ်။ဖန်ခေါ်လာနိုင်အောင်လည်းကြိုးစားမယ်။အဲ့တော့ညီတို့ခရီးပေးတယ်။လောလောဆယ်နေထားမှလည်းညီတို့အကောင်းဆုံးကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုလည်းပြည်သူသိစေချင်ပါတယ်။ပြည်သူစိတ်ဓာတ်မကြသေးချင်ပါဘူး။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့မြင့်ချန်ပြူစောထီကောင်းဆောင်တီတာယူမုံကို အရှင်ဖန်းစီပြီးပြည်သူလက်အနံ့ရေးစူးစမ်းနေကြောင်းဘိုမိုက်ခဲတင်ပြလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမိုက်ခဲတို့ဘောင်ဆောင်ကတို့ဘိုနဂါတို့အဲအဲ့လိုလူတွေတမနာဖြစ်ဖို့ကျွန်တော်ထပ်စူးစမ်းရအောင်နော်နော်နောက်ပိုင်းမှာလူငယ်ကောင်းဆောင်တွေလူငယ်တပ်မှုတွေကိုကျွန်တော်တို့အဲဘိုမိုက်ခဲဘုံကတော့ဒီ live မပြောခင်မှာအကြံပြုထားတဲ့စာရှင်ရှိအကြံပြုထားတဲ့စာရှင်ရှိတယ် အဲအဲ့ဒီမှာအကြံပြုတာလဲစာတွေတော့ကျွန်တော်နောက်ပိုင်းမှာဆွေးနွေးမယ်ပေါ့နော်အဲ့တော့မလို့ပြန်မှာကျွန်တော်လက်ရှိကြည့်နေတဲ့ရဲဘော်မိတ်ဆွေတွေကအဲရဲဘော်မိတ်ဆွေတွေကဘုံမိုက်ခဲကိုဘာပြောတင်လဲဆိုတဲ့ကိစ္စတွေကိုအဲအရင်တော့စဉ်းစားလာပြီပေါ့နော်နောက်ပြီးတော့မပြောမိမှာဘုံမိုက်ခဲအရင်မိတ်ဆက်ပေးပါဦးလက်ရှိအခြေအနေလေးတွေတီတာတီတာယူမုံနဲ့ပတ်သက်တဲ့အခြေအနေလေးတွေပါလေးတွေပေါ့နော် ါပြီကိုမိုက်ကမိတ်ဆက်ပြီရှင်နေကတော့ကောင်းပါတယ်ကိုဟုတ်ရှင်နေကတော့ကောင်းပါတယ်အဲအယုံဆုံးနေတယ်ဘောနောအဲဒီဘောနောအဲအယုံဆုံးညီတို့ဒီစီဇန်လေးဖြစ်အောင်ကုညီပေးတဲ့အခုကြီးလူမဲ့ကြောင်းဘီလူမဲ့ကြောင်းနဲ့တကွာဘောနောဒီမိဘပြည်သူများအားလုံးဒီညနေပြီးတော့မင်္ဂလာပါလို့ရင်နှုတ်ဆက်ချင်ပါတယ်ဘောနောဝီဆိုတော့ပြောတယ်ဘောနောဒီတီတာကြီးမျိုးကျွန်တော်တို့ကကောင်းလည်းမရှိဘူးဒါဘူးမလည်းပြောပါဘောနောအရင်လည်းဒါပြောခဲ့ဘူးလေဘောကောင်းလည်းမရှိဘူးလေအဲအရင်တစ်ခါကကျွန်တော်တို့ဘောနောဒီစစ်ကြောင်းဘောနောစစ်ကြောင်း စစ်ကြောင်းအထိုင်စခန်းပေါ့နော်စစ်ကြောင်းအထိုင်စခန်းကိုတို့လာတိုက်တယ်ဒါပေါ့နော်တို့တက်ကတော့တို့မနိုင်ဘူးပေါ့နော်အဲ့မှာလောင်း၃လောင်းကျွန်တော်တို့နောက်တစ်နေ့ရနေတော့ခွေးလောင်း၃လောင်းပေါ့နော်ပုတ်ပွားတွေဟာကျွန်တော်ထက်ရတယ်ခက်ရတဲ့ပစ္စည်းတွေတော့ရှာဖွေတာမတွေ့ဘူးပေါ့နော်အဲ့မှာကျွန်တော်တို့တမန်တော်ရအောင်ပါပေါ့နော်အတီတိုင်းပေါ့ကကျွန်တော်တို့ရဲ့စစ်ကြောင်းမှုပေါ့နော်အဲညီမအုပ်ဆောင်ရဲ့စစ်ကြောင်းမှုဖုံးနေဆက်တယ်ပေါ့အဲကွင်းဆိုင်ခြေသေးကိုပေါ့နော်ငါတို့လာတိုက်မယ်ပေါ့နော်လာတိုက်မယ်ပေါ့အဲ့တော့ငါတို့ကမတိုက်လို့မရဘူးအဲ့တော့နင်တို့ဖယ်ပြီးပါဆိုရင်ငါတို့မိမရှိဘူးပေါ့ငါတို့တိုက်မှရရင်တော့မိရှိ ਉ မယ်ပေါ့အဲကျွန်တော်တို့တက်တင်တော့ရရမယ်လို့ကျွန်တော်ပြောလိုက်တယ်ပေါ့နော်အဲ့မှာ အဲသူတို့ဒုံးနေပေါ့နော်မနေ့ကနေကလည်းလာချတယ်တမနေ့ကနေကလည်းဒုံးနေတယ်လာချတယ်ဒီပြင်ထိုးစစ်မစင်ရဲဘူးပေါ့အဲကျွန်တော်တို့လက်ရှိတိကျသလောက်ကတော့ပေါ့နော်ကျွန်တော်တို့အတွက်ဖြစ်ပြီးကြတဲ့တိကျသလောက်ကအတီလာယူမူလွန်ခဲ့တဲ့၃ရက်လောက်ကပေါ့နော်မြင်းကျက်စစ်တပ်ထဲကိုသွားတယ်ပေါ့နော်စစ်တပ်က viewer မှုနဲ့ညှိရပေါ့နော်ဒီ iPad ကိုစစ်ကူထိုးပေးဖို့ပေါ့နော်အဲသူကတော့ထိုးချင်တယ်သူရဲဘော်တွေနေနေကလုံးဝမအောင်မတိုက်ရဲတော့တဲ့အနေထားဖြစ်တယ်အဲ့တော့ညီတို့နေနေကလည်းရှင်းပါတယ်အဲ့တော့ကျွန်တော်တိကျတစ်ခုကတော့ လာတိုက်တယ်ပါဘာလို့ဆိုတော့မြေလူချင်းချောင်းတက်တာဘောတော့တွတ်တိုက်ရတာခဲခဲနေလေအဲ့တော့ကြာလာတိုက်တယ်ပါစိတ်တက်တော့လာခဲ့ဘောတော့အဲစနစ်ပြင်ထားတယ်ထိုင်ဆောက်နေဘယ်မှမပြေဘူးသူတို့ဘယ်သူတို့ဘယ်မှမပြေဘူးထိုင်ဆောက်နေတယ်အဲဖုန်းနဲ့ညှိနှိုင်းနေလေအပူပဲဘောနော်အဲတခါလဲညှိနှိုင်းကျင်လူကိုယ်တိုင်လာညှိနှိုင်းလိုက်တာပိုကောင်းပါလေအဲ့တော့ကျွန်တော်တို့လက်ရှာတရားမလို့တော့ဘောအဲ့တော့ပြောတာပြောကြပါဘောနော်ဒီဒီတိုင်းမှာဘာလဲဆိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီကြားတစ်ခါတော့တိုက်ပတ်တိုက်တိုင်းကျွန်တော်တို့သူ့ကိုရှာပေးမယ်တွေ့ဘောနော်အဲပြူစိုးနေပဲတိုက်တိုင်းစစ်တက်နေပဲတိုက်တိုင်းဘောအဲ့တော့သူဘလိုကနေဘလိုဖြစ်ပြီးတော့ဘောနော်အဲမြင့်ချက်တခွင်မှာဘောနော်အဲစေအောင်စုလောကမှာဘောအဲစစ်ပြင်ဖြစ်နေလဲတော့မသိဘူးဒါပေမဲ့ညီကြီးကတော့အကောင်းထဲမှာမရှိပါဘူးတိုက်တဲ့ချင်း ာခဲ့လို့ရပါတယ်အခုသူတိုက်ဒီကသူခဲရခဲစစ်တိုက်လို့မနိုင်တာ US စစ်ကြောင်းဌာနလေးတွေပဲရှိပါသေးတယ်။ဒါဌာနခွဲကြီးတွေဘောတော့ဌာနချုပ်စကဲကြီးတောင်မဟုတ်ပါဘူး။အတာအိုတော်မှပုံဆက်ပြီးညှိနှိုင်းရတဲ့အဆင့်ဆိုတော့ကျတော့ညှို့နေနေကောင်းတယ်မရှိပါဘူး။ဒါအကူကြီးတို့ပါလားစဉ်းစားကြည့်လိုက်ပါလား။အဲအောင်းနေတော့မကြည့်ဘူးဆိုတော့အောက်ကမန့်နေရပါလိပြောလို့ဆိုတော့အများကြီးပဲသိလားအများကြီးပဲအဲအများကြီးပဲဆိုတော့တချို့ဥစ္စာတွေတော့မပြောတော့ပါဘူးနော်။အဒီအဒီကတည်းကအိမ်ကိုက်မယ်နော်လို့ပုံမှန်ခဲပြီးတော့စလာကြတာပေါ့နော်။ကျွန်တော်တို့ပုံမှန်ခဲကအသက်23နှစ်ပဲရှိသေးတယ်ဗျ။နောက်ပြီးတော့နောက်တစ်ချိန်မှာဒီတိုင်းကြီးရဲ့ ခေါင်းဆောင်လူငယ်လူလယ်လူငယ်လူလက်ခေါင်းဆောင်ဘိုင်းတွေထဲမှာပါနိုင်တဲ့ဖြစ်နိုင်တဲ့လူငယ်ခေါင်းဆောင်တယောက်ဖြစ်တယ်ရိုးရှင်းတယ်အဲတတိရှိတယ်အစိုင်းမမတ်လုပ်တယ်အာယုံစိုက်တယ်ဒီမူချင်းတွေကတော့ခေါင်းဆောင်ခေါင်းတယောက်ရဲ့အမူချင်းတွေလို့တော့ကျွန်တော်တို့ညီမူမြင်ရတဲ့ကကြတော့ကိုမိုက်ခဲဒီနေ့ကတော့ဒါဒီသူကြည်ကြအောင်ဗျာကျွန်တော်စောင့်ပြီးတော့လို့တော့ကလေးတွေလို့သိရမလားကြည်ကြတော့ကျွန်တော်ဒီ live တက်လိုက်တာပေါ့နော်အမှန်တော့ကျွန်တော်ဒီအာဂျင်နာတိုင်းမှာကျွန်တော်တို့အဓိက ဒီဘိုမိုက်ကဲအလဲ့ပေါ့နော်ဘလူဘလူဘလူကျွန်တော်မှအကျနာရှိပါတယ်။ဘီလူလူလူလည်းကျွန်တော်တို့အားနာတာကြောင့်ပေါ့ပေါ့နော်။ဒီငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်ကဖြစ်နိုင်ရင်အလွန်ခံတာမျိုးတွေကျွန်တော်မအောင်ချင်ဘူး။ငွေကြေးစကားမပြောချင်ဘူးပေါ့ဗျာဖြစ်နိုင်တယ်။ဒါပေမဲ့မဖြစ်မနေကိစ္စတွေမှာတော့ကျွန်တော်တို့ထွက်ပြောရတာရှိတယ်။ဒီဘိုမိုက်ကမှဆိုဒီနေ့ကျွန်တော်ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ပေါ့နော်။အဲတူတူနဲ့ပြောမယ်။နောက်ရန်ကုန်တရင်တရင်တွေနေပြောဖို့ရှိတယ်။အဲဒီနောက်မှာမိုးရွာခရိုင်တရင်လေးအဲ့ဒါတွေရှိတယ်။ ဲနောက်တော့အခု Michael 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 ကိုလည်းပြောရမယ်ပေါ့ကျွန်တော်စိတ်ထဲမှာဒါပေမဲ့ तू သူဂျင်းထဲမှာဘလောင်းဆူနေပြီ तू ဘလောင်းဆူနေတဲ့အကြောင်းရှိတယ်ပေါ့နော်ဒီ M point M point campaign က तू ဟို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 ရမ်းပြည့်ချင်နေတယ်ပေါ့ဗျာ M point campaign အားလုံးလည်းသိပြီးသားပေါ့ဒါတွေကတော့ငွေကြေးနဲ့ပတ်သက်ကတော့စေတနာရှိရင်တော့တကယ်လို့မှ Michael ကိုချစ်တယ်ဆိုရင်ဒါရလူတွေတန်းတဲ့ကိစ္စတော့ကျွန်တော်အဲနောက်ပိုင်းအစီအစဉ်ပေါ့ပထမပိုင်းအစီအစဉ်မှာတော့ကျွန်တော်တို့ကဘူမိုက်ကနေတခါတလေမှတွေ့ရတာဗျာ။ तू က live ဖမ်းလို့ तू ကငှစ်လို့ပဲမမိဘူး။ဦးနေရေးဒါရှိရဦးဒီ ဟုတ်ဒီနေ့ကျုံးကဘယ်ဟိုသွားပစ်လိုက်ကိုနေရဟိုသွားပစ်လိုက်သူ့ငရှင့်လိုပဲမမိဘူးပေါ့နော်အဲ့တော့လူကြီးမင်းတို့ကဒီကျွန်တော်တို့လူငယ်တက်မှုပေါ့နော်မြေပြင်တက်မှုဟိုမိုက်ခဲနဲ့တွေ့တော့မှာဘာတွေပြောချင်တာလဲဆိုတော့လေကွန်မန့်မှာရေးချပေးခဲ့ပါနော်အဲလူကြီးမင်းတို့ဘာတွေပြောချင်နေလဲဆိုတာလေးကိုကျွန်တော်ကရေးသားတန်တန်သိပါအဲ့တော့အရင်ဆုံးပုံမိုက်ခဲကိုကျွန်တော်စပေးမယ်ပေါ့နော်အဲစပေးမယ်မိုက်ခဲပုံမိုက်ခဲကြီးဟိုကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုရင်တပ်ပေါင်းစုပေါ့နော် တပ်ပေါင်းစုနဲ့ပတ်သက်ပြီးတော့တိုက်ရမှာဟုတ်လားအဓိကတော့အညာတပ်ပေါင်းစုကြီးကိုမျော်လင့်နေကြအဲ့ဒီမှာအခြေသတင်းကြီးနေတာကတော့အဲဒီ BNR BPL MPT ဟဲ့ကဲ့တော့ဒါတွေဒီတက်တွေကတော့ပြည်သူတွေရဲ့အချစ်တော်တက်တွေနော်ပြည်သူလူကျန်တဲ့လူကြိုက်လားမကြိုက်တာပါဒါပြည်သူလူတွေကတော့ချစ်တယ်တက်တယ်နော်အဓိက BPL BNR အဲဒီ MPT နောက်ပြီးတော့အဲဘာလဲဘာလဲ ADBR ရေအဲအဲ့လိုပေါ့ PL ပေါ့နော်အဲလူငယ်တက်လူငယ်တက်ဦးလေးဦးဆောင်တက် စုစည်းခြင်းနဲ့တိုင်းပြည်ကိုလွတ်မြောက်မဲ့လမ်းကိုဒီလူငယ်တမူးပညာသက်ပေအကယ်ကိုရိုးသားတဲ့လူငယ်တမူးတွေကဥဆောင်ပြီးတော့တိုက်ပွဲဝင်ခေါ်သွားစည်းချင်တဲ့ပြည်သူတွေရဲ့သဘောဆန္ဒကိုတွေ့ရပါတယ်နော်အဲ့ဒီပေါ်မှာဗိုလ်မိုက်ကဲအနေနဲ့ဘယ်လိုရှုမြင်သုံးသပ်လဲပြည်သူလူထုကိုရောဘာပြောချင်တယ်လဲအဲ့ဒါလေးပြောပြပါအဓိကတော့ဘောနော်ညီဒီစကားကိုဘောနော်အဲပြောရဖို့အတွက်ဆိုရင်ဘောနော်အဲ အရင်ဦးဆုံးပေါ့နော်ဒီ end point campaign ရပဲပြန်စရမှာပေါ့ဟောဆိုတော့ end point campaign ရပေါ့နော်ညီတို့ MPD တက်ဖွဲ့ရပေါ့နော်အပြောင်းလဲတစ်ခုပေါ့နော်အအခက်ခဲတွေရပေါ့နော်လေကားတွေတစ်ခုဖြစ်နေတာပေါ့ဘာကြောင့်လဲဆိုတော့ဒီ campaign ကနေပြီးတော့ပဲမြို့သိမ်းတိုင်ပွဲတွေဆင်နွှဲနိုင်မယ်လို့ဒါယုံကြည်ထားတဲ့အတွက်ကြောင့်ပေါ့နော်နောက်မှကျတော့အများပြည်သူလိုချင်နေတယ်ပေါ့နော်ဒါခဏခဏလာပြောပါတယ်ညစ်ဆိုရယ်လဲပေါ့နော်အများစုပြောကြတယ်ဒီတပေါင်းစုမှာပေါ့နော်အစတင်ပြီစတင်ပြီဆိုတဲ့တကပေါ့ညီတို့ကသွားပြီးစလို့မရပါဘူးခင်ဗျာလေကြတာတစ်ခုကတော့တိုက်စစ်ပေါ်ဆောင်မှုဆိုရင်ကိုကိုတိုင်ကပေါ့နော်အဒီခုခံစစ်ကိုအရင်ပြန်ထားဖို့လိုဝဲလို့ဒါကတော့ညီမြင်တော့ပေါ့နော် အဲ့တော့ကြောင့်မလို့ဒီအဲ့ဒါတခုကတော့ညတို့ရင်ဆိုင်ရမယ့်အခက်ခဲပေါ့နော်။ဒီမှာလေပေါ့နော်။ခက်ခဲတွေကတော့ရင်ဆိုင်နေရတာပါ။အဲတိုက်ပွဲထားမဖြစ်တော့တမေလောက်ပဲရင်ဆိုင်ရတဲ့အခက်ခဲတွေရှိတယ်။ရန်သူနဲ့ဖြစ်ရှင်ရတဲ့ပြဿနာတွေရန်သူနဲ့ဖြစ်ရှင်ရတဲ့ပြိပခါတွေရှိတယ်လို့မိတ်ဆွေရန်သူတွေနဲ့ဖြစ်ရှင်နေရတဲ့ပြိပခါတွေလည်းများစွာရှိပါတယ်။အဲ့တော့ကျွန်တော်ရှင်းပြလို့မနော်အဲကစားအရင်ပြထားဖို့လိုတယ်ပြီးရင်ကုတက်ကိုပေါ့နော်တောက်တင်းအောင်အရင်လောက်ထားဖို့လိုတယ်ပြီးလို့ရှိရင်ဘာဆက်လုပ်တယ်လဲဆိုတာကအဲဒါပြည်သူတွေလည်းသိကြလို့ဒီပြည်မှာတိုက်ခိုက်နေကြပေါ့နော်တပ်ဖွဲ့တွေလည်းအားလုံးသိပါတယ်အဲ့တော့ကျတော့တပေါင်းစုအနေနဲ့ပေါ့နော်အညာတပေါင်းစု ်လေးဒါတခုကမဖြစ်ဖြစ်အောင်လဲဖွင့်မှာဘောလို့ဖြစ်လဲဖြစ်မှာအာဒါလို့ဒီနေရာတခုမှာဖိုင်ရှင်းမဖြစ်နေဘူးမှန်တယ်ဒါပေမဲ့ဘောတော့အင်အားစုအစ်စ်လောက်တော့ညီဘောတော့ဒီ local pdf တွေရောအတိုင်းတစ်ခွဲတွေရောပါမယ်ပြီးရင်အဲဘောတော့စိတ်သဘောထားတိုက်ဆိုင်နေဘောတော့အပြည့်ဝတဲ့အပါသုံးလုံးတွေလည်းပါဖို့ရှိရယ်ဘောတော့ဒါရီအလုံးတင်းကြီးတချွတ်လဲတယ်ဘောတော့ညီတို့လောက်ပါဖို့အစီအစဉ်ရှိရယ်အဲ့ဒီရတာလည်းဘောတော့အခု မူကြမ်းလေးပေါ့စထုတ်နေပါပြီအဲမူဝါဒကြမ်းတွေလည်းစထုတ်နေပေါ့နောက်လည်းအဲညီလိုပဲခံရပါဘောနော်အဲ့လိုမျိုးနေထားရှိရဒါညီပါဆိုလို့လဲဆိုအားလုံးလည်းသိမှာပေါ့နော်အနေကြတစ်ခုကအဲအခက်ခဲတွေကတော့များစွာရှိပါတယ်ဒီအဖြေပြီးနိုင်ပေါ့အဓိက DM point campaign ကအဓိကပြန်ဖြစ်နေတာပေါ့နော်ဒီပဲပြန်လှည့်ရမှာဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ဒီမှာအများစုပါဝင်တဲ့အဖွဲ့တွေထဲမှာဆိုလို့ရှိရင်ဒါအဖွဲ့ဆုံးပါလာမှာဖြစ်တယ်ပေါ့နော်အဲ့လိုကြတော့အားလုံးထောက်ပံ့ပေးနိုင်မှလည်းရမယ်ဘာလို့ဆိုတော့ဒီသိကြတဲ့အညာအညာတပေါင်းစုကြီးဖွဲ့ပြီးသွားရင်တော့သိကြတဲ့အညာတွေကမှပြုသိနိုင်ဝင်တွေကအတွတ်တွင်ကြည်ကြည်ဖြစ်လာတော့မှအဲ့အတွက်ပြင်ဆင်ထားဖို့ပြုပါတယ် ဲ့တော့ညီတို့ပထမအဆုံးခြေလှမ်းတစ်ခုဖြစ်တယ်ဗောနော်အဲညီတို့ရဲ့ Android campaign ကိုညီတို့ကအအောင်ရင်လုံးနေဒါအခုမှလည်းပြောဗောနော်ခုမှဒီစကားပြောလို့ဒီအတွက်ပဲဒီ campaign ကအထောက်အောက်တစ်ခုဖြစ်တယ်လှေကားတစ်ခုဖြစ်တယ်ဗောဒါညီတို့တပွဲတဲ့အနေနဲ့ညီတို့စဉ်းစားထားတဲ့အတိုင်းဒါတရားပြောပြတာပါအဲ့တော့ပြောမယ်ဆိုရင်ဗောဗျာကျွန်တော်တို့ကျင်းသွားမယ်ဆိုတာသိတယ်။ဒီကြတာတခုကတော့ညီတို့က IP ကိုပေးဖို့ပေါ့နော်ခဲရင်ပါတယ်။ခဲရင်ပါတယ်ဆိုတာလက်ရှိနေသားတခုမှာပေါ့နော်အာ အလိုချက်တွေအများကြီးရှိတယ်။ဒါစိတ်တကြောင်ပြောပါမဟုတ်ဘူးကွနော်။လိုချက်တွေအများကြီးရှိတယ်။ BND ဒေါ်လာကြီးပေါ်မှာပေါ့နော်။အဲဒေါ်လာကြီးပေါ်ဝါသွားတာတွေတို့ဘောနော်ဒီအမျိုးမျိုးတော့ပေါ့နော်အဲဒီဒေါ်လာကြီးကမပြီးချင်တဲ့လူတွေလည်းရှိတာပဲ။ဒီလိုမျိုးအတိုင်းအတာတွေအများသောရှိတယ်။ဒါပေမဲ့တေချာတာတစ်ခုကတော့ပေါ့နော်။တေချာတာတစ်ခုကဒီညပြီးရင်မနဲ့ဆိုရောက်လာပါဘူး။ရောက်ကုန်ပြီဆိုတာရှိရောရှိလာမှာပဲ။ဒီတနေ့ကိုကျွန်တော်တို့စောင့်နိုင်မှုတို့လေ။အဲ့ဒီတော့ပေါ့နော်။ဟိုထိုင်စောင့်နေလို့တော့မရဘူး။ ကိုယ်တိုင်ကြိုးစားမှရမယ်ဒီကြားတခုကတော့အများကြီးပြောကြတယ်ဘယ်နော်ဘယ်နည်းပြီးမှလဲဘယ်နည်းပြီးမှလဲအဒီပုံစံနဲ့လိုချင်ကြတယ်ကျွန်တော်တို့လိုချင်တဲ့နေရာကိုသွားအောင်ရအောင်သွားနိုင်မှုလို့လေကျွန်တော်အခုမှလေးတခုပြောပြမယ်ဆိုတော့ညီတို့ MPT တက်ကိုစဖွဲ့စည်းတဲ့အချိန်မှတော့အဲ၃ယောက်ပေါ့နော်၃ယောက်ကနေတက်ခိုက်ရေးပေါ်နေဆိုတော့9ယောက်ကနေစတင်ပါမယ်ညီတို့ရဲ့အဓိကညီမချက်ကဘာလဲဆိုတော့မြို့ပြမှာ MPT အလံကိုထူထောင်မယ်အဲပြီးလို့ဆိုရင်မြို့ပြပြည်သူလူထုညီတို့ညီတို့ ်ဘောတော့နှုတ်နှစ်ကျော်ကာလအတွင်းတစ်ခုမှာအညီတို့မပြတော့မသိနိုင်ဘူးဒါပေမဲ့တရားတာတစ်ခုကတော့အလန်တော့ထောင်နိုင်တဲ့အရှင်ရောက်နေဘာဖြစ်ဖြစ်ကိုယုံကြည်ရဘူးဘောတော့ထိုင်ဆောင်မနေပဲစူးစမ်းဖို့လိုတယ်အဲ့တော့အညာဖက်ထွေဘောတော့အညာဖက်ထွေတိုင်းတာတစ်ခုဆိုတာဒါမကောင်းတဲ့ຢာတွေမဟုတ်ကောင်းတဲ့ຢာတွေပေါ့ညီတို့လိုချင်တယ်ဒါပေမဲ့တရားတာတစ်ခုကတော့ညီတို့ ဘောနောမလုံနိုင်နေတဲ့အရာတခုကိုတာအီးလည်းမပြောချင်ဒါပေမဲ့တေချာတာတခုဂရီတခုပေးချင်တာတခုကတော့အဲ့စစ်နေဘောနောမကြခင်ချိန်တွင်းမှာရောက်လာလဲမယ်အဲ့လိုရောက်လာဖို့အတွက်ချီမအခက်ခဲဦးတယ်ရင်ဆိုင်မှုတည်းညီတို့အသိပြင်ထားတယ်ဟိုနားပြည်သူလိုချင်တဲ့ဘောနောအချိန်ဒီတခုရောက်လာလဲမယ်ဆိုဆက်သွားဖို့ရှိတယ်ပြီးလို့ချင်းစီဗျူဝါရရဘောနောအဲညီတို့တုံးရတဲ့ဗျူဝါတွေပါတယ်ညီတို့မအချက်မကလူရဲဘော်အင်အားဘောနောတသားအင်အားအပြည့်ရှိတယ်အဲ့တော့ကြတော့မာမစ်တွေနဲ့ပူးပေါင်းပြီးသွားမယ်ဆိုရင်တေချာတာတခုကတော့အဲဘောနောညီတို့ရဲ့အဓိကယူရချက်ကတော့1027လို့စစ်စင်ရေးမျိုးညီတို့အညာတွေသားမှာမဖော်ဆောင်နိုင်တော့ဘူးလား ။ညီတို့ကဝန်ကြီးဦးဒုဆက်ပန်းကဘောနစစ်စီလူလူပေါ့နော်။တိုင်းသားတွေညီတို့အညာတွေသားတွေကိုရောက်တဲ့အချိန်ထိစောင့်ပါလား။ကိုယ်တိုင်ရောမချိုးစားတော့ဘူးလား။ညီတို့ညာမှာတက်တယ်အများကြီးရှိ။ညီတို့ကြိုးစားကြည့်ရောမဖြစ်နိုင်ဘူးလားပေါ့။ညီတို့တမျိုးပြီးတမျိုးတိမ့်ပါပေါ့။အားလုံးကဖြစ်နိုင်ရမှာလေ။ကျွန်တော်တို့အညာတွေသားအညာသားတွေအသက်ပြေးရတယ်။သေရတယ်တိုက်ရတယ်။စီးပြူရပိုင်းမဲ့လို့။အဲ့တော့စီးပြူရပိုင်းလည်းခေါင်းဆောင်ပိုင်းနေဥဆောင်ပြီးတော့တခြားစနစ်တခြားနဲ့လက်နက်ခေရန်တောင်းတောင်းနေတာလုံမယ်ဆိုရင်အညာတွေသားမှာအရှိန်ဟုန်ကောင်းတဲ့ဝါစီတို့27လိုမျိုးစစ်စင်ရေးကြီးနောက်ဆက်တစ်ခုပေါ့နော်စစ်စင်နာမည်ပြောင်းနေနောက်ဆက်တစ်ခုပေါ်လာခဲ့ရင် ဒီကြားကူကဒီတော်လိုက်ရဲ့နောက်ဆုံးအချက်လိုပြောလို့ရတယ်။ဘာလို့လဲဆိုတော့အညာပဲကျန်တော့တာ။ကျန်တဲ့နေရာတွေအားလုံးကသူ့ဟာနဲ့သူတော်တော်လေးကောင်းနေပြီးပြောလို့ရတယ်။အညာဒီသားတော်မှပဲမြို့ပြလာဖွယ်ကျန်တော့တာ။အခုဆိုရင်ဆောက်တော့ပြောနေတယ်ဒီတိုင်းမျိုးဆိုမပြောပါနဲ့။မြို့တွေကစစ်တပ်တော်မှပဲကျွန်တော်တို့မြို့ကျန်မြို့တက်ဝိုက်မှာပြောမယ်ဆိုလို့ဆိုတော့ခုခုပဲပဲထည့်ရတော့တယ်။ကျွန်တော်တို့ကမြို့ပြလာဖွယ်ကျန်တော့တာ။အခုကစီပီသားတွေဖြစ်နေပြီလို့ပြောလို့ရတယ်ခု။နေသားတခုကအဲအချိန်တခုသွားဖို့အတွက်အဲဘောနောအမြင့်တယ်ဘောနောလိုအပ်ချက်တခုဆိုတာရှိနေတယ်ပဲ။အဲလိုအပ်ချက်ကိုအောင်မြင်ပြီဆိုတာနဲ့ဒီကြားတခုကတော့ညီတို့ပေးလိုက်တဲ့ဂရီတခုကတော့ ညို MPD တက်ဖွဲ့ဒီမင်းချန်ဘလက်တိုက်ကဒါပေမဲ့ဒီကြတာတခုကတော့မင်းချန်ဒီ MPD ရဲ့အခြေစိုက်မဟုတ် ရန်သူစကန်ရှိတဲ့နေရာလိုက်ဒီ MPD ရဲ့အခြေစိုက်ဖြစ်နေတယ်အဲ့တော့တနိုင်ငံလုံးမှာရန်သူစကန်ရှိနေတယ်တနိုင်ငံလုံးကိုပက်ပြီးတိုင်းပါပဲဒါကတော့ညီတို့ရဲ့ရည်မှန်းချက်ပဲပေါ့နော်အဲ့တော့ကျတော့စစ်စင်ကြီးတခုဖော်ဆောင်မှုရှိတယ်ညီတို့ဒီတာထဲမှာအဆုံးတော့ပြောခဲ့တယ်လို့ပေါ့အဲညီတော်မမိတ်အင်အားစုအဖွဲ့စည်းတွေဖွဲ့ဖို့ရှိတယ်စစ်စင်ကြီးလုံမယ်ညီတို့တွေတိမ့်မယ်ပြည်သူလူချင်းနဲ့အရာတွေကိုပေးဆောင်နိုင်အောင်ညီတို့ကြိုးစားမယ်ညီတမထားကတော့ညီတို့ရဲ့တမထားပါပေါ့နော်အဲညီတို့ရဲ့အစိုးရလောလောဆယ်မှာ MG လို့တက်မှတ်ထားတာမရှိဘူးညီတို့ရဲ့အစိုးရညီတို့ရဲ့ပေါ့နော်တမထားကပြည်သူလူတွေပဲဒါကြောင့်လဲဆိုတော့ညီတို့အခုလုံနေတာပြည်သူလူထုတွေလုံနေတာဘယ်သူတမလုံနေတာမဟုတ်ဘူးပြည်သူလူထုလူချင်းနဲ့အစိုးရတခုကိုလည်းအပြန်ပြီးတော့ပေးဆောင်သွားပါမယ်အဲ့တော့ ကြတော့တေချာတာတခုကတော့ပြည်သူကတော့အဓိကဖြစ်တယ်။ဒါကြောင့်မလို့ပြည်သူတွေကူညီထောက်ပံ့မှသာရမှာပါ။အဲ့တော့ကြတော့ပြည်သူကူညီထောက်ပံ့နဲ့ထောက်ပံ့ငွေတည်လဲအလားအသတ်မဖြစ်စေရဘူး။တေချာတာတခုကတော့ခရီးကြောင်မဲတိုက်ပွဲကြောင့်စစ်ပေးရှောင်နေရသည့်ဒေသခံပြည်သူတထောင်ခန့်အကူအညီများလိုအပ်။ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နီးထီရောက်လာသည့်တိုက်ပွဲများနဲ့စစ်ကော်မရှင်တပ်ဤလေကြောင်းတိုက်ခိုက်မှုများကြောင့်မြို့နယ်အတွင်းမှပြည်သူတထောင်ခန့်ပေးလို့ရနေရာများတွင်တိတ်ရှောင်နေရပြီးအကူအညီများလိုအပ်နေကြောင်းဒေသခံများနဲ့စစ်ပေးရှောင်အကူအညီပေးနေသူများထံကသိရသည် တအောင်ပလောင်အမျိုးသားလူမျိုးရေးတမတော်ထိန်းချုပ်ထားသည့်ကြောင်မဲမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ပြီးခဲ့သည့်ဩဂုတ်လ16ရက်နေ့ကစ၍စစ်ကောင်မရှင်တပ်ကလေကြောင်းပစ်ကူများနှင့်အတူမြေပြင်စစ်ကြောင်းဖြင့်ထိုးစစ်ဆင်နေခြင်းကြောင့်ယနေ့စက်တင်ဘာလ28ရက်အထိတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည် လက်ရှိတိုက်ပွဲများမှာကြောက်မဲမျိုးနဲ့ငားမိုင်ဝင်းကျင်သာကွာသည့်စခန်းသာကြေးရွာဘက်ထိရောက်လာခြင်းကြောင့်နောင်ပိန်တိုက်နယ်အပါအဝင်ကြောက်မဲမျိုးနယ်အတွင်းရှိပြည်သူတပေါင်းခန့်မှဘေးလွတ်ရာအနီးအနားပတ်ဝန်းကျင်ရွာများတောတောင်ဆက်များစစ်ပေးရှောင်စခန်းများ၌တာမကလာရှိုးမျိုးပေါ်နေရာများအထိပါတိမ်းရှောင်နေကြရခြင်းဟုသိရသည် လူကိုအရင်ကထုတ်ရတာဖြစ်လို့ဘာမှမယူလာပါနဲ့လူပဲအဓိကထွက်လာပါဆိုပြီးပြောရတော့အကူအညီတွေပို့လို့အပ်ပါတယ်အဓိကလိုအပ်ချက်ကဆန်နဲ့စားတောက်ကုန်တွေပါစိတ်တန်ရာတွေပြည်နေတဲ့ကလေးငယ်တွေအတွက်တော့ဖြစ်နိုင်မယ်ဆိုရင်ဘာကူမှပြန်ပြီးတတိမရစေချင်တော့ပါဘူးထိတ်လန့်မှုတွေတိမ်ငယ်မှုတွေအကုန်မရှိစေချင်တော့ဘူးဟုစစ်ပေးဆောင်အကူအညီပေးနေသူတို့ကပြောသည် လက်ရှိစစ်ပေးဆောင်နေသည့်ပြည်သူများအတွက်စံစီစသည့်အခြေခံစားနယ်ရိတ်ခါများစေဝဝေစာအသုံးဆောင်များလိုအပ်နေကြောင်းစစ်ပေးဆောင်အကူအညီပေးနေသူနှစ်ဦး၏ပြောကြားချက်များအရသိရသည်ထို့ပြင်ကြောင်မဲမှစစ်ပေးဆောင်ပြည်သူများမှလေကြောင်းမှတိုက်ခိုက်မှုများအားထပ်မံကြုံတွေ့ရမည်ကိုထိတ်လန့်နေကြကြောင်းသိရသည်ဘောမတတိုက်လေတကားလေးပြောတာလေလာလာကိုကြည့်ပြီးအမျိုးမျိုးပြောလ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 ာတော့ကဲဘောမိုက်ကဲရေ တိတ်တိတ်ဘလို့လူရလာလဲကိုမြတ်ကြော်တဲ့ဘလို့လူရလာလဲဆိုတော့အဲ့ဒီမှာအပေါ်မှာလေတယ်လီဗန်လစ်ဘိုမိုက်ကဲတယ်လီဗန်လစ်ချပေးတာပါလေအဲအဲ့ဒါကိုတားရည်တဲ့အကောင့်လာဟိုင်းလာပြီနော်တဲ့အဲဟုတ်ကဲ့လာစာထုတ်ရင်တဲ့ဘလို့လူရမှာလဲတဲ့ကိုစမ်းမင်းကြီးအဲ့မှာကျွန်တော်လေးအေးလာပဲမိကိုကြီးရဲကိုကြီးရဲတိတ်ချစ်နေကြတာအေးဟုတ်ကဲ့ဘောမတတိုက်ကငါလာလာချောင်းကြီးခိုးကြီးဂရီဂရီကြီးရပြီတို့မျိုးစုံလာပြောအဲ့လိုလူတွေအဲ့တော့ဘိုမိုက်ကဲအာတိတ်စိတ်လာလူနေတဲ့လူတွေလာဟိုင်းတဲ့လူတွေလည်း အရှိမှာပါဘောနော်တော့လည်း live ကတော့54မိနစ်ရှိသွားပြီဖြစ်တဲ့အတွက်တနာ yı ပြင်ဆင်းကြမှာဆိုတော့လေဒီမိုက်ကဲအနေနဲ့ဒီလူလူတို့ကိုဘာရီပန်ချာကျင်ပါ့မလဲအာဟုတ်ကဲ့ကိုညစ်တယ်ရှင်းလားမသိရှင်းတယ်ရှင်းတယ်ဒီကြားတယ်ကြားတယ်အခုတက်အဓိကပါတော့အဲနံပါတ်1တစ်ချက်အနေနဲ့အဲပြည်သူလူထုကိုအဲ ဘောတော့ဒါအားနာမိရဲ့ဒါအားနာမိရဲ့ပြီးရင်အဲညို့အဲတောင်းမကျင်တာတွေလည်းအများကြီးရှိရပေါ့ဘာလို့လဲဆိုတော့အချိန်ကြီးကြာခဲ့ပြီဗောနောလူတချို့ကြောင်းအချိန်ကြီးကြာခဲ့ပြီမကြာတင်မဲနဲ့လည်းကြာတဲ့အချိန်ကြီးအများကြီးရှိပါတယ်ဆိုတော့ဘောနောပြည်သူလူထုသိကျင်တဲ့ဖြေတွေအဲကျွန်တော်တို့သိတယ်ပြည်သူလူထုဖြစ်ကျင်တဲ့အရာတွေကိုကျွန်တော်တို့သိတယ်တချို့ຢာတွေကလုခွင့်မရတာရရှိတယ်တချို့ຢာတွေကပြောခွင့်မတားရဲ့အချိန်ကြီးများလာရှိပါတယ်အဲ့တော့ကျွန်တော်ပြည်သူလူထုအနေနဲ့ဘောနောအခက်အခဲတွေအများကြီးရှိတယ်ဆိုတာသိတယ်စိတ်ဓာတ်တွေကြာနေတယ်ဆိုပါဘောနောတချို့ရှိကောင်းရှိလဲမယ်ဗောလာပြီးတော့ရင်ဖွင့်လို့ရပါတယ်ဘောနောအဲ ဖာစင်နေရအောင်နော်လာချင်းခွင့်ရတယ်အချိန်တိုင်းပြည်သူလူလူချင်းနဲ့ပြည်သူလူလူဖြစ်ချင်းနဲ့အရာတစ်ခုဖြစ်လာမယ်ဆိုတာခရီးပေးရယ်ခရီးလည်းပေးနိုင်တယ်ဗျာနော်အဲ့အတွက်လည်းကျွန်တော်တို့အကောင်းဆုံးကြိုးစားနေပါတယ်အရာတစ်ခုကတော့အခုလိုခက်ခက်ခက်ခဲရှိနေတဲ့အချိန်တစ်ခုအတွင်းမှာဗျာနော်ထပ်ပြီးပြောရမယ်ဆိုရင်တော့ဒီဒေါ်လာကြီးမှာနိုင်တဲ့ဘက်ကဗျာနော်ထောက်ပံ့ခြင်းကိုရမှာဗျာနော်ကျွန်တော်ဒေါ်လာကြီးကမှာပါဝင်တာမဟုတ်ပါဘူးတကယ်မနော်ပြင်းပါအထူးသဖြင့်အဲဒါတွေအားလုံးကလည်းဒီဒေါ်လာကြီးမှာတော့တနေရာကနေပါဝင်နေရပါအဲ့တော့မိဘပြည်သူတွေအနေနဲ့ဗျာနော်အဲ ကိုစွမ်းနဲ့ကတော့ဒီတော်လိုင်းကြီးမှာဆက်လက်ပြီးတော့ပါဝင်ပေးဖို့ပြီးရင်ကျွန်တော်တို့အခက်အခဲတွေဘယ်လောက်ပဲရှိရှိပါတော့ကျွန်တော်တို့အမှန်တရားကိုဘောနော်ကျွန်တော်တို့ပြောရဲတယ်ဆိုတော့တတိရှိတယ်ဘောနော်ကျွန်တော်ပြည်သူကိုဒါလေးစားတယ်ဆိုတဲ့အကြောင်းဒီနေရာနေပြီးကျွန်တော်ပြောချင်ပါတယ်ဆက်လက်ပြီးတော့လည်းအခုလိုပဲဆက်လက်ပြီးရက်တိပေးဖို့လည်းပြတရားခံချင်ပါတယ်တလဆက်ပြီးတော့ရက်သက်မဲ့ဖို့ရှိပါတယ်ဆိုတော့ကမ်ပိန်းက၄၀ရာခိုင်နှုန်းပဲပြည်သေးရဆိုတော့ဘောနော်ဒီကမ်ပိန်းအရှိလိုလိုချင်မှာ၄၀ရာခိုင်နှုန်းကြော်ကြော်ရရှိနေပါပြီနောက်ထပ်ကျန်ရှိနေတဲ့60ရာခိုင်နှုန်းကိုလည်းပါဝင်ကူညီပေးဖို့မိဘပြည်သူတရားလုံးဒီနေရာကနေပြီးတော့မြေတရားခံချင်ပါတယ်အားကြောင့်လဲဆိုတော့ဒီကမ်ပိန်းက ဘောတော့အရေးကြီးနေတဲ့အတွက်ကြောင့်ပါဒီကံပိုင်းမြန်လီလီအဲ့ဘောတော့အဲညီတို့အတွက်အခွင့်အရေးတစ်ခုဖြစ်နေတယ်ပါ။ဘာကြောင့်လဲဆိုတော့အခုချိန်မှာမတိုက်တော့ဘူးလားဆိုတော့ ီဒါတာတခုကတော့ဒီ campaign ဘောနော်အခုတော့ဒီဖြစ်နေတာလေဒါကြောင့်မလို့ပါအဲညီတို့ဘောနော်ဒီ campaign ငွေမဟုတ်တယ်မဲ့ဘောနော်ပြင်ပကနေပြီးရှာထားတဲ့ငွေတွေရှိပါတယ်ဘယ်လိုမျိုးလဲဆိုတော့ညီတို့ကကျွန်တော်ကအချက်မရောင်းဝယ်ညီတို့ကလောက်တာဘောနော်ဒါပေမဲ့အခုတော့တစ်ချမ်းမှလည်းမရှိတော့ပါဘူးအကုန်ရောင်းစားပြတာဘောနော်အဲရောင်းပြီးတော့အခုကျွန်တော်ရတာတဲ့ဟာလေးရှိပါတယ်ဘယ်လိုဆိုသုံးဝိုင်းတော့ကျန်ပါလေးတယ်တို့ကရောင်းစရာဘောနော်ဝယ်ချင်လက်လာဝယ်လို့ရပါတယ်တို့အဲရောင်းရတဲ့ဟာလေးဟိုခြေသေးတိုက်ပွဲဖြစ်တဲ့ဟာလေးညီတို့အကုန်လုံးလက်နက်ခဲရနေပြန်ဖြည့်လိုက်ရတာဘောနော်ဒီ campaign တွေကငွေတောင်မှ မပါအောင်ဗောနောမင်းကိုဟိုအချွေတားနေရတဲ့သဘောမျိုးရှိရပေါ့တခါလူတွေတိုက်ပွဲဖြစ်ချင်နေတော့မှပဲဗောနောကန်ဆင်းနေပဲတောင့်ထားတဲ့အနေအထားတွေရှိတယ်အဲဖြစ်ချင်တာတော့ကောင်းကောင်းမဖြစ်ရတဲ့အနေအထားတွေမှာရှိတယ်ဗောဒီကြံဘင်းကမအောင်လို့မရဘူးအဲ့လိုမျိုးအနေအထားတွေဖြစ်နေတယ်ဒီကြတာတခုစကားပြောရမယ်ဆိုရင်တော့ဒီကြံဘင်းအောင်လို့ရှိရင်ဒီကြတာတခုတော့အမျိုးသိမ်းပြမယ်ဒါကညီတို့ပြောပြောနေကြတဲ့ကားတိုင်းပဲဗောနောဒီကြံဘင်းအောင်အမျိုးသိမ်းပြမယ်လူပြမှာကြားမယ်ဒီသွားမယ်ပြည်သူလူထုလူချင်းတဲ့မျိုးမျိုးဖြစ်အောင်လုပ်ပြမယ်ပြီးလို့ရှိရင်ပြည်သူလူထုလူချင်းတဲ့အညာတခွင်ဗောနောအညာတပေါင်းစုဒီကြံဘင်းရပဲစကားပြောသွားမယ်လို့ညီထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီကြတာတခုကတော့ အောက်ခြေခိုင်မှာပေါ့နော်အောက်ခြေခိုင်မှာမိုးမိုးလို့ရတာဘူးအမိုးမိုးရင်မိုးလိုက်ရင်ပြိုသွားဖို့များပါတယ်အဲ့တော့ညီတို့အောက်ခြေခိုင်အောင်ရေလုံးနေတယ်ဒီကြားတစ်ခါတော့ဒီတမိုက်ကမ်ပိန်းရာဂျာမန်ရဲ့ပေါ့နော်ဟောပြောရမစေအစီအမြတစ်ခုအုတ်မြစ်တစ်ခုဒါပြောလို့ရတယ်ပေါ့အဲ့တော့ကြတော့ပြည်သူလူထုလိုချင်တဲ့ပေါ့နော်တမိုက်ကမ်ပိန်းဒါတကယ်အရင်ပြည်ပြည်သူလူထုလိုချင်တဲ့ပေါ့နော်အဲအတိုင်းအတာတစ်ခုသွားချင်တဲ့ပုံစံတစ်ခုကိုရအောင်သွားနိုင်မယ်လို့ညီတို့ယုံကြည်ထားလို့ပါ။အားကြောင့်လဲဆိုတော့အညာဒိတာမှာ1027လို့မျိုးစစ်စင်ရေးမျိုးနောက်ထပ်တစ်လိုင်း လှိုင်းကြီးကြီးတစ်လိုင်းပေါ်လာလိမ့်မယ်လို့ညီတို့ယုံကြည်တယ်အဲ့လိုဖြစ်အောင်လည်းကြိုးစားနေတယ်အဲ့အဲ့အတွက်ကြောင့်မလို့ DMY campaign ကိုမဖြစ်မနေကူညီပေးဖို့ပြတာရခန့်ချင်တာပါအခက်အခဲရှိနေစားရသိပါတယ်ဒီကပေါ်လူကတော့အဲဒီကတက်ထည့်ပေးပါမယ်နော်ကိုပေါ်လူက endpoint တွေတက်ထည့်ပေးမယ်ပုံမိုက်ခဲတို့လည်းတက်ပေးပေးမယ်ကိုနေကလည်းကိုနေကလည်းတစ်ဆင့်လာမယ့်လူတွေလည်းအများကြီးရှိနေပါတယ်ဒါကြောင့်မို့ဒီ endpoint campaign ဟာယူရီကိုတိမ်ပိုက်နိုင်ဖို့တပေါင်းစုတွေဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အခြေအနေကမ်ပိန်းမှာဟုတ်ကဲ့ဟိုဘိုက်ကတနက်9လက်ကြီး9000ကမ်ပိန်းကိုစခေါ်တဲ့အခြေမှာတနက်9လက်ကိုဝယ်ပြီးတော့ပြည်သူလူထုကိုလိုက်ထွင်ပြခဲ့ပါနော်တနက်9လက်လေးဝယ်ပြီးတော့လိုက်ထွင်ပြီးတော့တိုက်ပွဲဝင်လာလိုက်တာမနစ်တော်မနစ်ပြင်ပါဘူးဆိုရင်ဘိုက်ကရဲ့နှုတ်ဆောင်ချက်ဆန်းဆောင်တိုင်းပြည်တဝန်းကသိရှိပြီးဖြစ်ပါတယ်ညဉ့်ညံသူစစ်စင်ရင်းနဲ့တိုက်ပွဲဝင်မှုတွေအခြားအခြားကြားစည်ရေးဆိုင်ရာသတင်းတွေကျွန်တော်ပြောပြစရာမလိုတော့အောင်အားလုံးသိပြီးသားဖြစ်ပါ ။ဒါကြောင့်မို့ဒီ end point campaign end point နောက်ဆုံးတော့ပြတ်မှတ်တီချိရှောက်အောင်တောင်းမယ် end point campaign ကိုရဲဘော်မိတ်ဆွေပြည်သူလူထုတွေကကုညီပေးပါဦးလို့ပြောရင်ကဲဟိုမှာကဲဒီနေ့တော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။โอเคပါအခုညီတို့ကလည်းကြည်သူများအိုက်တင်ပါတယ်မိဘပြည်သူများအားလုံး thank you